ရာမိမတွေ product တစ်ခုအနေနဲ့ထားတာ iPhone လို့ပဲသူတို့သတ်မှတ်ထားတာအစ်စ်အစ်စ်အစ်စ်ထွက်လာလို့ရှိရင်သူတို့မေ့သွားမှာပဲကိုကဘယ် iPhone နေရာမှာရှိတယ်လဲပေါ့ပဲ mood ရရှင်မိမကိုစိတ်တက်ခွန်အားမပေးနိုင်တာနောက်ပြီးအရန်အေးလွန်တာဒါအကြောင်းဖောက်ပြန်ကြတာပေါ့အဲ့တော့နှစ်မျိုးရှိပါတယ်သူတို့ရဲ့စိတ်ကဖောက်ပြန်ခြင်းလို့လားမိမတဲ့လူတယောက်ကိုပျက်စီးသွားအောင်ဒီမျိုးသမီးကလှုပ်လိုက်တာလားဆိုတော့ ိမ်မှာတန်တန်ကြက်မြက်ကောင်မလေးကိုခေါ်ထားပြီးတော့ချက်ပြုတ်ချွေးမွေးတယ်လို့မျိုးလေးအိမ်မှာမွေးပြီးအပြင်မှာမရှုပ်အောင်လုပ်ရတဲ့လူတွေအရင်ခေတ်တုန်းကရှိခဲ့ပါတယ်ရှင်အဲတက်ဖြစ်တဲ့အကြောင်းအရာကြတော့ဇလန်းဆက်ညောဆရာတအူးမောင် လာမြဲကျေးဇူးရှင်နဲ့မှာပါတယ်ဒါကြောင့်လာအားပေးတယ်နောက်ပြီးရဲ့ခါကြတော့အာဆရာလာနုရဲ့ဘိုးတော်ကင်းရဲ့ဟုတ်ဝယ်ဦးထွက်ဟုတ်ဆရာကိုစောအာယုံဦးနောက်ဤတွဲဘက်ဒါရိုက်တာဟုတ်အဲ့ဒီရဲ့လာအားပေးတာရှင်ဟုတ်မင်းမြင့်မောကတရားမှလေးဖြစ်တဲ့အတွက်ကျွန်တော်လာနုစိတ်ဝင်စားတယ်နောက်ပြီးတော့ကိုနေဝင်းကလည်းအရင်တော့လာနုကဇာရိတာမှာကြာလူစိုးတယောက်အနေနဲ့ပဲကြည့်ဘူးလားအလဲဟာတာပိုင်းကိုလာနုမကြည့်ဘူးသေးတခြားကားတွေအခုဒါ first time အနေနဲ့ပြန်ကြည့်ဘူးမှာ ာတကားကိုပေါ့နော်ပထမဆုံးကျင်းမှာဆိုစိတ်ဝင်စားတယ်ရှင်ဟုတ်အဲ့ဒါတော့မပြောတတ်ဘူးရှင်အာနာနုကိုတလောတော့ကနေမကောင်းတော်တော်ဖြစ်သွားတယ်အတွေ့အကြုံတော့နာနုရုပ်ရှင်ကားကြီးတကားနာနု cancel လုပ်လိုက်ရရှိတယ်အာနာနုအယုံကျော်ရောင်းနေတဲ့အခါကျတော့စပင်တူးတက်တာရဲ့နောက်ပြီးတော့မျက်ကပ်မှန်တက်တာရဲ့မလုံနိုင်တော့ cancel လုပ်လိုက်ရရှိတယ်ဆိုတော့ဒီနှစ်ကတော့မရှိတော့ဘူးဟုတ် ဖက်ရှင်ကကြတော့ဒီအင်ချီကလာနုလက်ဆောင်ရတာဒီပေါ်ဝါကတငယ်ချင်းကလက်ဆောင် ပေးတာအဲ့ဒါနဲ့နှစ်ခုပေါင်းပြီးတော့သူတို့ဂျင်းနဲ့အောင်ဝက်လာအဲ့တော့ဓပုံထွက်လာလို့ရှိရင်ပျော်တာပေါ့ရှင်းရှင်းပြောရရင်တော့တော်တော်များများ တကယ် director ကြီးတွေကအားလုံးကတော့သူတို့ကတော့ဟိုပေါ့တကယ်ဘဝဇတ်နာတာတွေသူတို့ရိုက်ချင်တယ်အကြီးကြီးချပြချင်တယ်ဒါပေမဲ့အခုအချိန်မှာလူတွေအားလုံးကစိတ်ဆင်းရဲခြင်းနေနဲ့ ကြုံတွေ့နေကြရတာများတယ်ဥပမာငလီနောက်တော့၎င်းကိုဗစ်ကြောင့်တော့၎င်းနောက်ပြီးတော့ဟိုပေါ့ကိုယ့်ရဲ့အလုပ်တွေအဆင်မပြေလို့တော့၎င်းသူတို့အိမ်မှာငိုဝါပြီးပြီခဏခဏကွယ်လွန်သွားတဲ့သူတွေကိုလည်းငိုဝါပြီးပြီဆုံးရှုံးမှုတွေအတွက်လည်းငိုဝါပြီးပြီဆိုတဲ့အချိန်မှာသူတို့ရဲ့အပန်းဖြေစရာလေးကရုပ်ရှင်ပဲရှိရဲ့အဲ့ဒီရုပ်ရှင်ပေါ်မှာထငိုဝါမယ်ဆိုလို့ရှိရင်အဆင်ပြေပါအောင်မလားငိုပြီးငိုလေဆိုတဲ့အခါကျတော့အဲ့ဒီမှာသူတို့ကြီးကျင်တယ် ျော်ချင်တယ်ဒီဒါကြောင့်မို့လို့လှမ်းလို့ကတော့အခုချိန်မှာဟာတာကားတွေအရင်များနေတယ်လို့ယူဆရရှင်ဟုတ်တကယ်လို့အကောင်ကအရင်အဆင်ပြေနေတယ်ဆိုလို့ရှိရင်တော့တို့ဒီဘဝငိုစရာကားတွေကိုတို့ရွှေ့ရင်ရွှေ့မှာပေါ့အခုအကောင်ကပုံစိမ်းနှုံးနေပိုင်းနဲ့အကောင်ရုံကန့်နေကြတဲ့ခါလာမှာじゃဟာတာကားလေးတွေပဲကြည့်ကြင်ကြမယ်ဟုတ် အဲ့ဒီဈေးကွက်ကိုတည်ရတဲ့သူတွေအကုန်လုံးကလည်းဟာသားတွေပဲထုတ်ကြရလို့ဒါလို့မြင်တယ်ဟုတ်ဟောက်ပြန်မှုဆိုတာကအရင်ခစ်ထဲရရှိတယ်ရှင်ဟုတ်အရင်ခစ်ခဲရရှိတယ်အရင်တော့ဆိုလို့ရှိရင်တေးချာချာလက်ထပ်ထိမ့်ပြတာမရှိဘဲနဲ့မိမတွေမိုးလိုပေါအောင်ဇူတာတွေရှိရဲကလေးတွေအများကြီးမွေးတာတွေရှိရဲဒါပေမဲ့အခုခစ်ကြတော့ Facebook ခစ်ဖြစ်တဲ့အခါကျတော့ wall ပေါ်မှာတက်ရေးကြတဲ့အတွက်ကြောင့်မိမတွေအရင်လုံးမခံတော့ဘူးလေ အော်အဲ့တော့အကုန်တက်ရေးချတဲ့ကြောင့်ထောက်ပြမှုကပုံများလာတယ်ဖြစ်လာထောက်ပြမှုဆိုအရင်နေ့ကရှိပါတယ်ကိုသမီးလေးတွေကိုကိုသားလေးတွေကိုစာတင်ဖို့ခေါ်ထားတဲ့ဆရာမနဲ့ကိုရဲ့ယောက်ျားနဲ့ကြိုက်သွားလို့အုပ်ထားပေးရတယ်မိန်းမတွေအများကြီးရှိတယ်တခါလေဆိုလို့ရှိရင်အာကိုရှိမှရှိယောက်ျားကဟိုအရန်ဆိုးဝါးလုံးလို့အချက်မကွဲရအောင်ကိုအိမ်မှာတန်တန်ကြက်မြက်ကောင်းပါလေးကိုခေါ်ထားပြီးတော့အိမ်မှာပဲချက်ပြုတ်ကျွေးမွေးတယ်လို့မျိုးလေးအိမ်မှာမွေးပြီးအပြင်မှာမရှုပ်အောင်လုပ်ရတဲ့ လူတွေအရင်ခေတ်တုန်းကရှိခဲ့ပါတယ်ရှင်အဲ့တော့ဖောက်ပြန်နေစာအရင်ခေတ်ကလေးရရှိတာပါဖောက်ပြန်ခြင်းအစားကကြတော့တချို့ကြတော့မျိုးရိုးဗီဇတချို့ကြတော့သူတို့ရဲ့စိတ်တက်ကိုကမကောင်းတာဒါပေမဲ့တချို့ကြတော့အရန်ကောင်းနေမယ်မိမကမကင်တွယ်နိုင်တာပေါ့နေရာတကာကိုမလိုက်တာပေါ့ ရှင်မဲသွားရှင်မဲသွားဆိုတဲ့အခါကျတော့သူ့အနေနဲ့တယောက်တည်းဖြစ်တာနောက်ပြီးတော့မိမကိုယ်ကိုစိတ်တက်ခွန်အားမပေးနိုင်တာနောက်ပြီးတော့အရန်အေးလွန်တာဒါကြီးကြောင့်ဖောက်ပြန်ကြတာပေါ့အဲ့တော့နှစ်မျိုးရှိပါတယ်သူတို့ရဲ့စိတ်ကဖောက်ပြန်ခြင်းလို့လားမိမတဲ့လူတယောက်ကိုပျက်စီးသွားအောင်ဒီမျိုးသမီးကလှုပ်လိုက်တာလားဆိုတော့အဟောအခုအခြေအခြေရလာအေးသေးပါပဲလှမ်းမှုဝေါ်ပေါ်တက်ရင်းနေတဲ့၍လှမ်းမှုသူ့ကိုချစ်နေတော့ပါပဲ တကယ်တန်ရောစင်ပြတ်သွားတဲ့အချိန်ကြာလို့ရှိရင်သူတို့အကြောင်းအဖက်လုတ်ပြီးတော့ပြောတော့မှာမဟုတ်ဘူး။မိန်းမတစ်ယောက်ကယောက်ျားတစ်ယောက်ရဲ့ယောက်ျားတစ်ယောက်ဆိုးကြောင်ယောက်ျားတစ်ယောက်ကိုယ်ကိုထားခဲ့ကြောင်ယောက်ျားတစ်ယောက်ကိုလွမ်းကြောင်ကိုအဖက်လုတ်ပြီးပြောနေတဲ့ဒီယောက်ျားကိုချစ်နေလို့ပါ။တကယ်တန်ရောစင်ပြတ်သွားတဲ့အချိန်ကြာလို့ရှိရင်အဲ့ဒီယောက်ျားအကြောင်းခေါင်းထဲကထုတ်လိုက်ပါမပြောတော့ပါဘူး။အဲ့တော့လှမ်းသူတက်ရင်းနေတဲ့ရေးကလှမ်းသူချစ်နေတယ်လို့ပါ။အတင်းမြင်အဟောင်းမရတော့ပုံမှန်ပဲလေဖုန်းတက်ထွက်လာလို့ရှင်တော့အဟောင်းကိုလဲပြီးတော့ဖြစ်ဖြစ်သူများကိုပေးပြီးတော့တုံးကြတာပဲဒါလူတွေရဲ့တဘာဝပဲ ယောက်ျားတွေကမိန်းမတွေ product တစ်ခုအနေနဲ့ထားတာ iPhone လို့ပဲသူတို့သတ်မှတ်ထားတာအစ်စ်အစ်စ်အစ်စ်ထွက်လာလို့ရှိရင်သူတို့မေ့သွားမှာပဲဟုတ်ဆိုတဲ့အခါကျတော့အခုကွာအခုထွက်တဲ့ iPhone ကြီးဆိုလို့ရှိရင်လိမ်မော်ရောင်ကြီးကွာအဲဒါိုင်းမဲ့လည်းယူမှုကြတယ်မဖြစ်လို့လေဂုံတစ်ခုအနေနဲ့လိမ်မော်ရောင်ကြိုက်လို့မဟုတ်ဘူးနော်ဂုံတစ်ခုအနေနဲ့သူတို့ဝယ်ကြတာအဲ့တော့ဟိုအရင်ကသူတို့ကင်ခဲ့ iPhone 4တွေ6တွေရတယ် သူတို့တန်ရောစင်ရှိခဲ့တော့လည်းပဲမလုပ်ရမှာပဲလေ ditch လုပ်လိုက်ရမှာပဲအဲ့တော့ကိုကဘယ် iPhone နေရာမှာရှိတယ်လဲပေါ့ပဲ multi reaction ဟုတ်ဟုတ်ကဲ့ပါဒီဖိတ်ရုံပေါ့နော် လာပြီးတော့အားပေးကြတဲ့သူတွေအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေလာနုရဲ့လက်ဦးဆရာတွေနောက်လာနုလက်တွဲခေါ်ခဲ့ကြတဲ့ senior အမှုပညာရှင်တွေပါဝင်ထားတာဖြစ်တဲ့အတွက်ကြောင့်လာနုလာအားပေးတာပါအားလုံးလည်းအားပေးပါလို့ကြီးစီပါပါ thank you